မင်္ဂလာပါရှင်။ဘာမခဲ့တဲ့သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးမေလာ30ရက်နေ့မနက်ခင်းသတင်းများကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးသတင်းအနေနဲ့တောင်သာမြေစီရင်ယုံအခွန်ယုံနဲ့အုတ်ကြီးနေအိမ်တို့ကို PDF မီရှုစဉ်စစ်သားများထွက်မလာဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ မန္တလေးတိုင်းတောင်သာမြို့ပေါ်ရှိမြေစရင်ရုံအခွန်ရုံနဲ့အုတ်ကြီးနဲ့အိမ်တို့ကို PDF တပ်များကဝန်ရောက်စီးနေပြီးရှုခဲ့ရဆက်သားများထွက်မလာရေးကြောင်းသိရသည်။မေလ28ရက်နေ့နနက်ခင်းပိုင်းတွင်တောင်သာမြို့ပေါ်ရှိမြေစရင်ရုံအခွန်ရုံနဲ့အမှတ်နှစ်ရပ်ကွက် အုတ်ချုပ်ရင်းမှုနေအိမ်တို့ကို PDF တပ်ဖွဲ့ဝင်များဝန်ရောက်စီးနေပြီးရှုခဲ့ရမေးလောင်ပြန်ကြားခဲ့ကြောင်း PDF တပ်ဖွဲ့များနဲ့အနီးဆက်သူတို့ထံကသိရှိရသည်။ အဲ့ဒီယုံကိုတော်လိုင်းအစတွေက40မမနဲ့ပြက်ခတ်တာတွေဝင်ရောက်စေးနေတာတွေခဏခဏလောက်တာရဲ့မျိုးပေါ်တခြားယုံတွေနဲ့အနေငယ်အလံဝေးတာရဲ့ကြောင့်ယုံမထိုင်ကြတာပေါ့ဝန်ထမ်းတွေတခါတရံလာတတ်တာကလွဲလို့ယုံမထိုင်တာကြပါပြီဟု၎င်းက NBA တို့ပြောသည်ရင်းနေရနဲ့မီတာ1000အကွာရှိစာတင်ချောင်းနေတိုင်းစက်သားများရှိတော့လေအပြင်တို့ထွက်မလာရဲ့သလိုမင်းငိမ့်သက်ချင်းလည်းမရှိကြောင်းသိရသည်မြေစီရင်ယုံတွေအခွန်ယုံတို့သည်ကက်လျက်ဖြစ်ပြီးအုတ်ချုပ်ရည်မှုအိမ်နဲ့လည်းမဝေးကြောင်းအုတ်ချုပ်ရည်မှုအိမ်ကိုမီးရှို့နေခြင်း PDF ရဲဘော်တို့ကစောင်းနေတဲ့ပြင်နဘေးအိမ်များတို့မိမကိုကြောင့်နဲ့အုတ်ချုပ်ရေးမှုနဲ့မိသားစုတို့မှထွက်ပြေးသွားကြောင်းသိရှိရသည်။ရှမန်နီမေလ29ရက်နေ့တွင်စာတင်ကြောင်းနဲ့၌စစ်သားအင်အားတိုးထားကြောင်းသိရှိရသည်။မေလ15ရက်ကကိုမြင့်ဆောင်အညာမြေစစ်စင်ရေးအဖြစ်မြင်းချန်ခရိုင်တွင်ရှိစစ်ကောင်စီတပ်စခန်းများကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်90ဦးထပ်မံနေတိုက်ဆုံကအများပြားတန်ရရရှိခဲ့ပြီးတနက်28လက်နေခရိုင်များတင်စီရရှိကြောင်းကိုမြင့်ဆောင်အညာမြေ operation ကသတင်းထုတ်ပြန်ထားသည် ဆလဘေချောင်းမြို့နယ်မှန်ချိုရွာရှိဓမ္မဒုက္ခကျောင်းတိုင်းနေဈေးရွာတွင်ကိုစစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်မှုတန်ဃာတော်တစ်ပါးထိခိုက်ဒဏ်ရာရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းချောင်းမြို့နယ်မှန်ချိုရွာရှိဓမ္မဒုက္ခကျောင်းတိုင်းနေဈေးရွာတွင်ကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းကြောင့်တန်ဃာတော်တစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း7 People Defense Force SPDF မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည်။မေလ29ရက်နေ့မော်လယ်3နာရီခန့်တွင်ချောင်းမြို့နယ်မှန်ချိုရွာကိုချောင်းမြို့ပေါ် ရှိဂျမ်းမစ်စစ်ကောင်စီတပ်သားများက120မမလက်နက်ကြီးများဖြင့်ရန်တန့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်အကြံပေးစကောင်စီတပ်သားများပြစ်ခတ်သောလက်နက်ကြီးများခြေများသည့်တမသူကကျောင်းတိုင်းနှင့်ပြည်သူပိုင်းနေအိမ်များကိုကြားရောက်ပောက်ကွဲခဲ့ပြီးတန်ကားတော်တစ်ပါးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။ ချောင်းမြို့ပေါ်ကစစ်ခွေတွေကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါလက်နက်ကြီးကြီးကမှန်ချိုကြီးရွာဘက်ကိုကျတာဓမ္မဒုက္ခကျောင်းတိုင်းနဲ့ပြည်သူပိုင်းနေတလုံးထိခိုက်ပျက်စီးသွားတယ်တန်ဃာတော်တပါးလဲထိခိုက်ဒဏ်ရာရတယ်ပုံကိုမှန်တော်ဆိုတော့ဒဏ်ရာအခြေရေးမစိုးရိမ်ရဘူးဟု7 people defense for spdf မှာတာဝန်ရှိသူတို့ကပြောဆိုသည်ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ဖောက်ကန့်ဘျူဟာကုန်းကိုစစ်ကောင်စီစစ်ကြောင်းဝင်ရောက်ဆွဲတဲ့နေဖြစ်ပါရဲ့ရှင်ဖောက်ကမ်းမြို့နယ်လုံခင်းကျေးရွာအုပ်စုရမ်းချက်ဆက်ယုံကိုရောက်ရှိနေသည့်စစ်ကောင်စီစစ်ကြောင်းသည်ဖ ဘာကန်ပြူအကုန်ကိုဝင်ရောက်သွားပြီဖြစ်ကြောင်းသိရသည်။ရှမန်နီမေလ29ရက်နေ့နေ့လယ်2နာရီခန့်တွင်စစ်ကောင်စီတပ်ဖွဲ့များဘာကန်ပြူအကုန်ကိုရောက်ရှိသွားပြီဖြစ်ကြောင်းဒေသခံများထံမှသိရသည်။လုံခင်းကရမီရပ်ပါရီအပါအဝင်လူ20လောက်ကိုလူသားတိုင်းအနေနဲ့ကာပြီးဖမ်းခေါ်သွားပါတယ်။တမကုန်းနဲ့ဝင်သွားပြီလို့သိရပါတယ်။လုံခင်းမှာလက်ရှိအထိဒေသခံ၄ယောက်စလုံးသေဆုံးသွားပါတယ်ဟုကချင်တရင်ရင်မြစ်က AR Time ကိုပြောသည်။လုံခင်းရန်ချက်စက်ယုံထိစစ်ကြောင်းထုတ်ဝင်ရောက်လာသည့်စစ်ကောင်စီတပ်သည်ဘာကန်အတော်လန်တခြားဂျားပြတ်အတိုက်ခံ ပါကလုံခင်ကိုလေကြောင်းမှပုံချေမျိုးချိန်ချောက်ထားကြောင်းသိရသည် ရှမန်နေမေလာ28ရက်နေ့ကလုံခင်းလေပြင်းစသည့်ကြေးရွာများတွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးဆိုင်းဖရာရွာတွင်စစ်ကောင်စီလက်နက်ကြီးကြောင့်ကလေးနှင့်နှုတ်ဦးသေဆုံးခဲ့သည်။ဖားကန်ကာမိုင်းလမ်းမှာဖျက်ဝင်လာသည့်စစ်ကောင်စီစစ်ကြောင်းမှလက်ကျန်တပ်ဖွဲ့ဝင်များနှင့်လုံခင်းရှိအထိုင်တပ်အချို့မှစစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်းအင်အား200နေပါဖားကန်ဘူဟာကုန်းကိုဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရှိရသည်။ဘူဟာကုန်းနှင့်လက်ရှိနေထိုင်သည့်တပ်မ33မှစစ်ကောင်စီတပ်ဖွဲ့များနှင့်ရခုတက်လာသည့်စစ်ကြောင်းလဲလှယ်မည်အစီအစဉ်ရှိသည်ဟုသတင်းများထွက်ပေါ်နေသလိုအင်အား ပူပေါင်းပြီးဖားကန့်ကိုအပြေးဝထိန်ချုံရန်ကြိုးစားနေသည်ဟုလည်းသတင်းများထွက်ပေါ်နေသည် ဆက်လက်ပြီးကြောက်ဖြူရင်တမ၁၁နီပြူဟာမုန်နဲ့ခမရ943မှာပိုကြီးအစင်ရှိသူတို့ဤ AAE sniper ကြီးထိမှန်တေဆုံဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ကြောက်ဖြူမျိုးနေရင်စစ်ကောင်စီနဲ့ AA တို့အပြန်လန်တိုက်ပွဲဖြစ်ပွားနေအောင်စစ်ကောင်စီတမ၁၁နီပြူဟာမုန်တအုံးနဲ့ပိုကြီးတအုံးတို့ sniper ကြီးထိမှန်တေဆုံကြောင်းသိရသည်။ပြီးခဲ့သည့်မေလ26ရက်နေ့တွင်ရွှေအိုကြီးတီတဘာဝတံငွေဖြန့်ချီရေးစက်ရုံနေဖြစ်ပွားသည့်တိုက်ပွဲတွင် AA sniper ကြီးထိမှန်တေဆုံခဲ့ခြင်းဖြစ်သည်။ဖြူဟာမုန်၏အလောင်းကိုမေလ 2029ရဲ့နေ့ကရန်ကုန်သို့အထူးလူရင်ဖြင့်ယူဆောင်သွားပြီးဖြစ်ကြောင်းဒေတာရင်းတရင်ရဲ့မြင့်များထံမှသိရှိရသည်။ တမဆက်တဲ့က2029စစ်စင်ရေးစာကလေးကရခိုင်ကိုပို့ခံထားရတာပလဝတိုက်ပွဲတွေပြီးကလေးကအင်းအားကဆုံးရှုံးနေပြီရှေ့တန်းပြူဟာအဆင့်တက်ဆွဲနေရတွေကိုလည်းအေအေကတက်သိမ်းထားပြီပြူဟာမူနဲ့အင်းအားထုံးလို့200လောက်ပဲကျမ်းမယ်ပေါ့အခုပြူဟာမူကတော့စနိုက်ပါကြီးထိမှန်သေးတာမှန်ပါတယ်ဟုရခိုင်တရင်ရင်းမြက်က AR time ကိုပြောသည်မလကျွန်းမှတက်ဆုပ်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များသည့်ရွှေ OTG တဘာဝတဝိတ်စေယုံကိုအကာအကွယ်ပြူကတက်ဆွဲထားပြီးစေယုံအနေတိုက်ပွဲများဖြစ်လာခြင်းဖြစ်သည်တိုက်ပွဲ များပြင်းထန်လာတဲ့အတွက်ဆက်ယုံအတွင်းမှဝန်ထမ်းများထွက်ပြေးကုန်ကြကြောင်းဒေသတွင်းသတင်းဌာနများကဖော်ပြထားသည်စစ်ကောင်စီဘက်ကကြောက်ဖြူတိုက်ပွဲတွင် ထိခိုက်ဒေဆုံးမှုများတဲ့အတွက်မျိုးပေါ်အုပ်ချုပ်ရေးမှုအဖွဲ့များစိုးရင်ပူပန်နေကြကြောင်းသိရှိရသည်ဆလတ်တင်ဆက်ပေးမယ့်တရင်ကောင်းစင်ကတော့ဘုဒ္ဓလင်ရှိကြေးရွာများကိုစစ်တပ်ကစစ်ကြောင်းထုတ်ဝင်ရောက်လာ၍ထောင်နှင်းချေသောပြည်သူများမိုးရေရေထွက်ပြေးတိမ်းရှောင်နေရဆိုတဲ့တွင်ပဲဖြစ်ပါရဲ့ရှင်။ စကိုင်းနိုင်ဖို့တလင်းမျိုးရှိကြေးရွာများကိုအကြံဖက်စစ်တပ်ကစစ်ကြောင်းထုတ်ဝင်ရောက်လာ၍ထောင်နှင်းချီသောပြည်သူများမိုးရိပ်ရေတဲ့ထွက်ပြေးတိမ်းရှောင်နေရကြောင်းတောင်ရစာပင်မတပိတ်စစ်ကြောင်းမှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တဲ့တွင်ဌာနထံသို့ပြောဆိုသည်ရှမန်နေမေလ29ရက်တွင် မုံရမြို့နယ်ကြီးပုံရွာမှအကြံဖက်စစ်ကောင်စီတပ်သားများကဗုဒ္ဓလင်မြို့နယ်ဇီရောကြီးရွာတွင်ကိုစစ်ကြောင်းထုတ်ဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရသည်အကြံဖက်စစ်ကောင်စီတပ်သားများစစ်ကြောင်းထုတ်ဝင်ရောက်လာခြင်းကြောင့်ဇီရောကြီးရွာရွှေကြောင်းလေရွာတည့်ရတူရွာ တနောင်းကုန်းရွာနဲ့ကံတဲ့ကျေးရွာမှာပြည်သူ1100ခန်းနေမိုးရင်ရေတဲ့ထွက်ပြေးတင်းရှောင်နေရခြင်းဖြစ်ကြောင်းသိရှိရသည်စစ်တပ်စစ်ကြောင်းကမုံရွာမြို့နယ်ကြီးပုံရွာကနေဗုဒ္ဓလင်မြို့နယ်ဇီရောကြီးရွာတွေကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတာပါအခုလက်ရှိအချိန်ထိစစ်ကြောင်းကရှိနေသေးတယ်ကြေးရွာ900ကျော်ကပြည်သူ1100လောက်ကဘေးလွရာကိုပြေးနေရတယ်မိုးရင်လည်းရွာနေတော့ပြည်သူတွေအမိုးအကာတွေလိုအပ်နေပါတယ်ဟုတောင်းရစာပင်မှာတပိတ်စစ်ကြောင်းမှတာဝန်ရှိသူတို့ကပြောဆိုသည် မကွေတိုင်းစလင်းမြို့နယ်တွင်ရှိတော်လိုင်းအင်အားစုများစုမှုနယ်မြေတွင်စစ်ကြောင်းထူလာသည့်စစ်ကောင်စီတပ်စစ်ကြောင်းနှင့်စစ်ချောင်းရတာတိုက်ပွဲများတွင်စစ်ကောင်စီတပ်စစ်ကြောင်းမှ30ခန်းကြာဆုံးပြီးမကွေတိုင်းပကပရွေးရှာစစ်ကြောင်းရင်းနှီးတာကော်လမ်မရဲဘော်တို့ကြာဆုံးခဲ့ကြောင်းသိရှိရသည်။ ။ဆလင်းမျိုးနယ်ဝမ်းပြေကြေးရရင်ခိတအခြေချနေတဲ့အင်အား20ခန်းမှစစ်ကောင်စီတပ်စစ်ကြောင်းတွေမေလ17ရက်နေ့မှ26ရက်နေ့အထိတော်လိုင်းမဟာမိတ်တပ်ဖွဲ့များစုမိုးထားတဲ့နေမြေများကိုစစ်ကြောင်းထိုးခဲ့တဲ့အတွက်နှင်းစင်တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်းဗမာတပ်မတော် BA ထံမှသိရှိရသည်။ စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေစဉ်တွင်ပြည်သူနေအိမ်၄00ကျော်အားမိရှုဖြက်စီခံခဲ့ရပြီးပြည်သူ၆ဦးအားရက်ဆက်စွာတပ်ဖြတ်ခဲ့ကြောင်းစစ်ကောင်စီတပ်စစ်ကြောင်းသည်အထူးခိုင်းနှင့်အသေးဆုံးများသည့်အတွက်တိုက်ပွဲများအတွင်လေကြောင်းပစ်ကူများရယူခဲ့ရသည်ဟုသိရသည်စစ်ကြောင်းထုံးလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းအောင်ဗမာတမရော BA အမှတ်3စစ်ဦးစီးကိုယ်ကွယ်ရေးရုံး ကိုကဲမှုအောက်ရှိအယ်ဖာစစ်ကြောင်း၊ဘရာဗိုစစ်ကြောင်း၊အေယာဘလူးစစ်ကြောင်းများနဲ့မဟာမိတ်တပ်များဖြစ်တဲ့ပေါ့တာမိုင်းကျမ်းမာရေးနေသူနာပြိုတပ်ဖွဲ့၊တောင်းစစ်အောင်မင်းဘူးခရိုင်အမှတ်တတရင်နဲ့အမှန်ငါတရင်ဆလင်းမြို့နယ်ပကဖောင်တောင်းညင်အောင် LPDF SL နဲ့ LPDF မကွေးတိုင်းအထုလှူရှာတရင် SR7 မကွေးပကဖစစ်ကြောင်းရင်းနှသာကော်လန်ပခုတ်ကူခရိုင်အမှတ်စကူတရင်မကွေးတိုင်းဒရုန်းတပ်ဖွဲ့ဆလင်းပါလာဖယာရီတို့မှပုံမှန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်